မြမနိုင်ငံကြီးတွေးခေါ်အပိုင်းစနစ်1948ခုအခြေခံဥပဒေကိုတည်ပြုဖို့စက်တင်ဘာလ16ရက်မှာတခင်တင်ကတိုင်းပြည်ပြည်ပြုလွတ်တော်ကိုတင်သွင်းပါတယ်အထိုက်လျောက်ဆွေးနွေးပြီးတဲ့အခါစက်တင်ဘာ24ရက်နေ့မှာရောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကိုတညီတညွတ်ထဲတိုင်းပြည်ပြည်ပြုလွတ်တော်ကအတည်ပြုလိုက်ပါတယ်ဒါပေမဲ့အခြေခံဥပဒေမူကြမ်းအစစ်မှာရော နောက်ဆုံးအတီးပြုတ်တဲ့အစ်စ်မာရောအုတ်ချိုကြီးအာနာကိစ္စကို လုံးဝမဆွေနွေးဘူးလို့ဆရာမမောင်ကြီးကထောက်ပြပါတယ်။မူကျမ်းမှာအုတ်ချိုကြီးနဲ့ဆိုင်တဲ့စာပိုက်73ပိုက်ရှိပြီး အတီးပြုတ်ရမှာ72ပိုက်ဖြစ်သွားတာကိုမြင်းမြန်းစုံစမ်းတာမျိုးမလုပ်ကြပါဘူး။တကယ်တော့1939အိုင်ယာလန်အခြေခံဥပဒေ1935အိန္ဒိယအက်ဥပဒေနဲ့1935 မြန်မာနိုင်ငံအပ်ဥပဒေကိုစုပေါင်းပြုပြင်လိုက်ရင်1948ခြေကံဥပဒေဖြစ်သွားတယ်လို့ဆိုပါတယ်။ဥပမာပြည်ထောင်စုမြန်မာနိုင်ငံအခြေခံဥပဒေအပိုက်122ဟာ1939အိုင်းလန်အခြေခံဥပဒေအပိုက်28နဲ့အတူတူဖြစ်နေတာတွေ့ရပါတယ်။အိုင်းလန်ဥပဒေရဲ့စုပေါင်းတာဝန်ယူမှုသဘောကိုလည်းတိုးပါတယ်။ အင်္ဂလိပ်ဥပဒေအတတ်ပညာကို လေ့လာစီပူထားတဲ့ဥပဒေပညာရှင်တစုနဲ့ဖာစာပါလခေါင်းဆောင်အချို့ပူးတွဲပြီးဖန်တီးလိုက်တဲ့ရလဟာ1948ခြေကံဥပဒေဖြစ်ပါတယ်။ဥပဒေပညာရှင်တွေထဲမှာစာမြဘူးစာပါဦးဦးအေးမောင်နဲ့ဦးချန်ထွန်းအောင်တို့ဟာထင်ရှားပါတယ်။အခြေခံဥပဒေကိုနောက်ဆုံးအချောတက်တဲ့အခါမှာအိန္ဒိယအခြေခံဥပဒေအကြံပေးရာရှိ စာ PM လောင်းကိုတိုင်ရန်ကုန်ကိုရောက်လာပြီးကူညီပါတယ်။ဒါကြောင့်မြမအခြေခံဥပဒေကိုဆွေးနွေးတယ်ဆိုရင်ကော်မတီအဆင့်လောက်မှသာဆွေးနွေးပွဲရရှိပါတယ်။လောက်တော့မှဆွေးနွေးတာမဟုတ်ပါဘူး။အင်္ဂလိပ်လက်အောက်မှာကျင့်သုံးတဲ့ပါလီမန်အုပ်ချုပ်ရေးစနစ်ကိုယုံယုံကြည်ကြည်ကျင့်သုံးလာတာမို့ကော်မတီအဆင့်မှာပဲကိစ္စပြီးနေတဲ့အတွက်လောက်တော့မှမဆွေးနွေးတော့ပါဘူး။ဒီလိုနဲ့အင်္ဂလိပ်အုပ်ချုပ်ရေးစနစ်ဟာစန့်ကျင်မှုမရှိပဲ မြမလက်ထဲရောက်သွားပါတော့တယ်။ပါလီမန်အုပ်ချုပ်ရေးစနစ်ကိုအင်္ဂလိပ်ကအမွေပေးခဲ့တဲ့သဘောပါပဲ။ကွန်မြူနီအမတ်တူကပဲပါလီမန်ဆိုတဲ့ဟောဝါဒကိုမတုံ့တင်ကြောင်းကန့်ကွက်ပါတယ်။ထောင်ကောလေးဆက်ခွန်အခြေခံဥပဒေရရှမ်းကချင်၊ကရင်နီနဲ့ချင်းတိုင်းသားတွေဟာပြည်တော်စုအစိုးရအဖွဲ့မှဝင်ကြီးတနေရာစီရပိုင်ခွင့်ရှိပါတယ်။ဒီလိုဖြစ်လာအောင်ပင်လုံသဘောတူညီချက်ကလန်ခင်ပေးခဲ့တာပါ။ စ်မဖြစ်ခင်ကတော့ရှမ်းကချင်ချင်းစတဲ့တောင်တန်းသားတွေကိုနေဆက်ဒေတာအုပ်ချုပ်ရေးဌာနလက်အောက်မှာထားပါတယ်။ကရင်နီကိုတော့အင်္ဂလိပ်အစိုးရလက်အောက်ခံမဟာမိတ်ပြည်နယ်တစ်ခုအနေနဲ့သဘောထားပါတယ်။1935မြန်မာနိုင်ငံအဥပဒေကိုမြန်မာပြည်မှမှသာကျင့်သုံးပါတယ်။ရခိုင်တနင်္သာရီကံရိုးတန်းနဲ့အေယာဝရီစစ်တောင်းမြင်ဝန်းဒေတာကိုပြည်မလို့ခေါ်ပါတယ်။ဒါကြောင့်ဥပဒေပြုလွတ်တော်ကို တောင်တန်းဒေတာကကိုယ်စလေစီလွတ်ခွင့်မရှိပါဘူး။တိုင်းရင်းသားတွေနေထိုင်ရာတောင်တန်းဒေတာကိုဘယင်ကံကပဲတည်ကြအုပ်ချုပ်ပါတယ်။စစ်ပြီးခေတ်လွတ်လပ်ပြီးစီလုံညွတ်တဲ့မြန်မာနိုင်ငံကိုတည်ဆောက်နေတဲ့ဖဆပလအဖွဲ့ဟာ တိုင်းရင်းသားခေါင်းဆောင်တွေကိုစီယုံတင်သွင်းပါတယ်။အချိန်ဤပြောင်းလဲလာတာကိုသဘောပေါက်တဲ့တိုင်းရင်းသားခေါင်းဆောင်တွေကလည်းဗမာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အောင်ဆန်းအဒလီသဘောတူချက် အပိုက်၈ရာ တိုင်းသားကိုယ်စားလှယ်တွေပင်လုံမှနီလာခံကျင်းပါပြီးအမားအစိုးရနဲ့ဘလို့ပူပေါင်းဆောင်ရွက်မလဲဆိုတာကိုဆွေးနွေးကြပါတယ်။ဖေဖော်ဝါရီ၁၂ရက်နေ့ပင်လုံမှလက်မှတ်ရေးထိုးတဲ့စာချုပ်အရရှမ်းကချင်နဲ့ချင်းကိုကိုစားပြုတဲ့ကောင်စီဝင်တဦးစီနဲ့ဒုကောင်စီဝင်နှစ်ဦးဘရင်ငယ်ရဲ့အုပ်ချုပ်ရေးကောင်စီမှာပါဝင်ခွင့်ရသွားပါတယ်။တောင်နန်းဒေသကတိုင်းသားကိုယ်စားလှယ်တွေကပိနဲ့အစိုးရအဖွဲ့မှာ ပါဝင်ရမယ်ဆိုတဲ့မူကိုပင်လုံစာချုပ်ကပြထန်းလိုက်တာပါပဲ။တနည်းဆိုရင်လေတောင်နှန်းဒေသတိုင်းသားတွေရဲ့ပူပေါင်းဆောင်ရွက်မှုကိုရယူလိုတဲ့အတွက် သူတို့ကိုယ်စားလှယ်ကိုအစိုးရဝန်ကြီးအဖွဲ့မှ ပါဝင်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။ဒီချက်ကို1948ခြေကံဥပဒေကလည်းအမခံထားပါတယ်။ဒါတွေကိုကြည့်မယ်ဆိုရင်1935မြန်မာနိုင်ငံအဥပဒေကချမှတ်တဲ့အုပ်ချုပ်ရေးပုံစံကိုအခြေခံပြီး ီတောင်စုအစိုးရကိုတီထောင်တာထင်ရှားပါတယ်စစ်မဖြစ်ခင်ကကျင့်သုံးခဲ့တဲ့အုပ်ချုပ်ရေးစနစ်ကိုဆက်လက်ကျင့်သုံးဖို့ဆုံးဖြတ်ရတဲ့အဓိကအကြောင်းရင်းကတော့ဖာစာပလာခေါင်းဆောင်ပိုင်းနဲ့လွှတ်တော်အမတ်တွေဟာဒီစနစ်နဲ့လက်ပေါ်တည်ရှိခဲ့လို့ပါပဲအခြေခံဥပဒေရေးဆွဲတဲ့ဥပဒေပညာရှင်တွေကလည်းအင်္ဂလိပ်ဥပဒေကိုကျွမ်းကျင်ကြတာမို့စစ်မဖြစ်ခင်ကကျင့်သုံးခဲ့တဲ့ပါလီမန်ဓလေ့ကိုပြုပြင်ပြောင်းလဲပြီးတိုင်းရင်းသားတွေပါအကျုံးဝင်အောင်လုပ်လိုက်တာဖြစ်ပါတယ် င်္ဂလိပ်ကိုလိုနီခေတ်ကကျင့်သုံးခဲ့တဲ့ပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုပြုပြင်မွမ်းမံပြီးအုပ်ချုပ်ရေးပုံစံတည်သဘောမျိုးနဲ့1948အခြေခံဥပဒေမှာပြဋ္ဌာန်းတာကိုနိုင်ငံရေးပါတီနဲ့ခေါင်းဆောင်တွေကအလင်းနဲ့ယုံကြည်ရလို့တော့မပြောနိုင်ပါဘူးနိုင်ငံရေးပါတီနဲ့တိုင်းသာအုပ်စုတွေမှာအယူဆမျိုးမျိုးရှိနေတာကြောင့်ပြည်ထောင်စုအခြေခံဥပဒေပါသဘောတရားတွေကိုလက်တွေ့ကျင့်သုံးလို့မရနိုင်ပေဖြစ်နေတာပါ ြည်သူလူထုကလည်းသိပြီးစိတ်ဝင်စားမှုမရှိကြပါဘူးပြည်ထောင်စုအခြေခံဥပဒေကို အထွတ်အမြတ်လေးထားအပ်တဲ့အရာ မချိုးဖောက်အပ်တဲ့အရာအပြစ်မှားအပ်တဲ့အရာလို့လည်းမယူဆကြပါဘူးပြည်ထောင်စုကိုလူတိုင်းထောက်ခံရမယ်လို့လည်းမယူဆကြပါဘူးတရားမျှတတဲ့ဥချွေစနစ်တိစောက်ဖို့လမ်းညွန်ထားတဲ့ဥပဒေလို့လည်းမယူဆကြပါဘူးနိုင်ငံရေးအုပ်စုတွေအဖို့ကတော့ဘယ်နည်းနဲ့ဖြစ်ဖြစ် အာဏာရဖို့ကသာ အရေးကြီးဆုံးဖြစ်နေပါတယ်။ကရင်အဖွဲ့တစ်ဖွဲ့ကလည်းအခြေခံဥပဒေကိုမယုံကြည်လို့လက်နက်နဲ့ပြဿနာရှင်းဖို့ကြိုးစားပါတယ်။ကွန်မြူနစ်နဲ့ပြည်သူရဲဘော်ကလည်းလက်နက်ကင်ပုံကန်ကြပါတယ်။အာဏာရဆိုရှယ်လစ်အုပ်စုကသာ1949အခြေခံဥပဒေကိုယုံကြည်နေတာတွေ့ရပါတယ်။ဒါကြောင့်1949အခြေခံဥပဒေဟာမူလအစကတည်းကတိုင်းသူပြည်သားတွေအပေါ်မှာဩဇာညောင်းနိုင်တဲ့အနေအထားမရှိပါဘူး။ နိုင်ငံရေးအုပ်စုတွေဤသူစစ်တွေနဲ့အဓိကတိုင်းရင်းသားအုပ်စုတွေဖြစ်တဲ့ကရင်တိုင်းရင်းသားကအပြည့်ဝမယုံကြည်ကြရဲ့ဒီလူတို့ကလည်းစိတ်ဝင်စားမှုနေပါတာရဲ့စတာတွေကြောင့်1948အခြေခံဥပဒေဟာမူလအစတည်းကစွမ်းအားမရှိ ဖြစ်နေရတာပါလို့အမောက်ခဒေါက်တာအမောင်ကြီးကသုံးသပ်ထားပါတယ်ခင်ဗျာ